ညူဒူပလိုက်ယာပြန်အထက်တန်းကျောင်းရဲ့တီထောင်ချင်း150ပြည့်ရွှေဒုခန္ဓာကိုကျောင်းသူကျောင်းသားဟောင်းတွေနဲ့ပြန်လည်ဆူဆီပြီးမြန်မာပြည်တွင်းနဲ့ထိုင်းနယ်စပ်တနေရာမှာအော်တိုဘာလ22ရက်နေ့ကနေ26ရက်နေ့ထိ9ရက်တာပြုလုပ်ခဲ့ကြပါတယ်။ကျောင်းတော်ကြီးရဲ့ရွှေဒုခန္ဓာကိုဂုဏ်ပြုရင်အဝေးရောက်ကျောင်းသူကျောင်းသားဟောင်းတွေနဲ့နေမီခံကောင်းဆောင်တွေပြန်လည်ဆောင်စည်းနိုင်ဖို့ရည်ရွယ်ပြီးအခမ်းအနားကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အနည်းချီး ni jubili ugo ke ro ni pata bnyu ni pe do ma ba sa ta le ta ta ro ba du ke te mi ra ta ma la ke po ra ke khi la go ni ta le ta pe to ba ba mnu khone pe we dubla chu lo li ne pe te mi ra pa do ba do pa te mi ra a we government ba pe me ngo ba pe me chu pho lo li pa pho ma ko da le ko khle ko che ko pu khe le tho pu la ki de pha khu ni ne pa ma la po ba pa ke nyo a we dubla ya to cho ni chi jubli တလတရာဒုကတရပါဒမီဝရာတလောတကလေပဲရောမလာကပေါ်လောပကညောကဘလဘလမြခဲလပစနာကိတိပမတ်နိခဲလပါအခါနာကိုចောင်းဖွဲ့စီတထောင်သူတွေနေဆက်ရောက်ចောင်းသူចောင်းသားဟောင်းတွေပြည်တွင်းရှိចောင်းသူចောင်းသားဟောင်းတွေ ਨੇ လက်ရှိចောင်းသူចောင်းသားတွေတက်ရောက်ခဲ့ကြပါတယ်အဲ့ဒီပြည်ဒူပလာယာចောင်းတီထောင်သူတွေအပါအဝင်ចောင်းမှာအောင်မြင်သွားကြပြီးအမျိုးသားရေးတောင်ဝန်ပြန်လည်ထမ်းဆောင်သူတွေ ကျောင်းဆရာဆမဟောင်းတွေနဲ့လက်ရှိဒူပလိုင်ယာကျောင်း၃ကျောင်းရဲ့ကျောင်းအုပ်ကြီးတွေကိုကွန်ပျူတာစုတွေပေးအပ်ခဲ့ပါတယ်။နေ့90ပြည့်ဒူပလိုင်ယာတက်တန်ကျောင်းရဲ့ရွှေဒူခန္ဓာကိုတရားခွင့်ရတာကြောင့်ဝမ်းသာမိပြီးဒူပလိုင်ယာခရိုင်တက်တန်ကျောင်းဟာနိုင်ငံရေးနဲ့ပတ်သက်တဲ့ကရင်အမျိုးသားရေးကိုအခြားကျောင်းတွေထက်တင်ကြားပေးတဲ့ကျောင်းဖြစ်တယ်လို့ကျောင်းသူဟောင်းနော်နန္နာကအခုလိုပြောပါတယ်။ အနီးရဲ့စီဂျူဘလီနေဆိုတော့အတုခုတက်ခုလည်းပါနော်အခါပလအက္ဆာယပမူရတဲ့ယခုနေဒီအနီးရဲ့စီဂျူဘလီတော့ဒါလည်းဘာမှဂျူဘလီနေတလက်တူကောကောပါတော့ဒီမဲ့လာအာတကဲထော်လူတော်ကမိတီတေဘပါဖို့လို့အတဘလို့ကဲထော်ပါအနီးရဲ့စီဂျူဘလီတော့ခီကရခန်ဟဲလိုပါတော့မူဒါလေးဂျီလိုအဲရတာခူလတနေကတည်းကတေးပါနော် အဲခဲပကကွာနော်တူတနနနေဘခလတိကတနလရှာမနော်ဘာသာနာကိဒူပလာယာဒူပလာယာအချိုးပလိုင်းလေတီလာအဝတိတူလူပါဆောရနေငါကြီးပါနော်နေငါကြီးလေပပွားကလူတတူပါခောပါလေပကမာရလေပပွားကလူကနေရေကွာအမလာကရအဲ့လိုချိုးခါကလေးဟိုမမလေးနေပဝဲရနေပကဲရဘာကညာတကလူလေတပ်ပစရခိုင်းမေတမိုင်းပိတောင်းလောမနော်ဟိုပကဘမ္မာပတာပစိုက်တူလာ အဝဲနေတပ်ပဆတ်စုလောက်မှာနော်ဒါပြီးနေ့90ပြည့်ကျူပလီမှာတူပလာယာခရိုင်အာထခကျောင်း၃ကျောင်းအပြင်ပြည်တွင်းကကရင်ပညာရေးကျောင်းတွေနဲ့ရွှေပြောင်းကျောင်းတွေစုပေါင်းပြီးအားကစားပွဲတွေလည်းပြုလုပ်ခဲ့ကြပါတယ်1985ခုနှစ်ဖလူကျေးရွာမှာစတင်တည်ထောင်ခဲ့တဲ့တူပလာယာခရိုင်အထက်တန်းကျောင်းရဲ့25နှစ်ပြည့်ငွေရတုအခမ်းအနားကိုအုံဖြန်ဒုက္ခသည်စခန်းမှာပြုလုပ်ခဲ့ဘူးတယ်လို့သိရပါတယ်